မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဆရာနာသိမှုကိုစန့်ကျင်တဲ့ငလင်တန်တဲ့ပြည်သူတွေစီကိုအကူအညီတွေမရောက်ရှိစေတဲ့စစ်ကောင်စီကမဟာဗျူဟာနဲ့ပိတ်ပင်နေပြီးစစ်ရေးရာတိုက်ခိုက်နေရလို့ကုလသမဂ္ဂကအသိပေးကြေညာလိုက်ပါတယ်။မင်းအောင်လိုင်းကိုထိုင်းကျောင်းသားတို့ကရှန်ဂရီလာဟိုတယ်အထိလာရောက်ဆန္ဒပြတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပုတ်ကတော့အကြက်ဖက်စစ်ကောင်စီကငလင်တန်တဲ့ဒေသတွေကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ပင်ကတ်တနေပြီးအထူးသဖြင့်ဆရာနာသိမ့်မှုကိုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီမရောက်ရှိစေဖို့အတွက်တားဆီးတာတွေတိုက်ခိုက်တာတွေဆောင်ရွက်နေရလို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကသတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။အကြက်ဖက်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့တွေစုမိုးနေတယ်ငလင်တန်တဲ့ဒေတာကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရောက်ရှိစေဖို့အတွက် ကန့်သက်ပိတ်ပင်နေတယ်လို့လည်းဆိုထားပါဗျ။မလ28ရက်နေ့ငလင်လုတ်ခတ်ပြီးရနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုပေါင်း53ခုကိုလုဆောင်ခဲ့ပြီးအဲ့ဒီအထက်ကတိုက်ခိုက်မှုပေါင်း16ခုဟာဧပြီလ2ရက်နေ့စစ်ကောင်စီကအပြည့်ခတ်ရက်စဲတယ်လို့ကြေညာပြီးရနောက်မှာလုဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မနေ့ကဧပြီလ4ရက်နေ့မှာပဲစစ်တပ်ကထပ်မံကတိုက်ခိုက်မှုပေါင်း8ခုကို ဆောင်ရွက်ခဲ့ပြီးစစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရရှိတာကြောင့်ကတ်ဆိုးကြီးဖြစ်နေတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကပြောရေးဆိုခွင့်ရှိသူကဂျနီဗာမှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအဆောက်အုံတွေပြိုလဲတာလူမှုအတိုင်းအဝန်းကိုပြိုကွဲပျက်စီးတာအများစုသောပြည်သူတွေဟာအစားအစာရေနဲ့ခိုးလုံရကင်းမဲ့နေပြီးငလင်တန်းကြောင့်သေဆုံးသူ3000တရာကျော်ရှိလာနေတယ်လို့လည်းသိရပါရဲ့ရှင်။ ဒီတကမှာတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကိုထိုင်းတက္ကသိုလ်ကျောင်းသားတိုးကဘင်းစတက်အစီဝေးကျင်းပရာရှန်ဂရီလာဟိုတယ်အထိလာရောက်ဆန္ဒပြခဲ့လို့သိရပါတယ်။ဧပြီလ၄ရက်နေ့ညနေ၄:၃၀မိနစ်မှာဘန်ကောက်မြို့ကဘင်းစတက်အစီဝေးကျင်းပရာ Shangri-La Hotel အတွင်းထဲထိထိုင်းကျောင်းသားကလာရောက်ဆန္ဒပြခဲ့တာဖြစ်ပြီးထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကကျောင်းသားကိုဖမ်းဆီးခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီထိုင်းတက္ကသိုလ်ကျောင်းသားဟာလူသက်သမားမင်းအောင်လိုင်ကို ထိုင်းနိုင်ငံကမကြိုဆိုကြောင်းအပြစ်မဲ့ပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့သွေးစွန်းနေတဲ့မင်းအောင်လိုင်ကိုထိုင်းဝန်ကြီးချုပ်ကကြိုဆိုမှုအပေါ်ကိုလည်းမဆက်ဖူးလားဟုမေးခွန်းထုတ်ခဲ့ပြီးထိုင်းပြည်သူတွေကလူသက်သမားအာဏာရှင်ကိုလက်မခံကြောင်းပြောဆိုဆန္ဒပြခဲ့တာလည်းဖြစ်ပါ ါတယ်။အလားတူဘန်ကောက်မြို့စစ်တပ်ရုံဒီဒဂုံမြို့တင်မြောက်ပိုင်းကျောင်းသားတပ်မကဘက္ကတများအဖွဲ့ချုပ်ကနိုင်ငံသားရောက်တော်လန်ရဲဘော်တွေနဲ့ပူးပေါင်းကမင်းအောင်လိုင်ကိုဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင် MBK ကုံတိုက်အနီးမှာလည်းမင်းအောင်လိုင်ကိုစန့်ကျင်တဲ့စာသားတွေကိုကန်ဆောင်ကထိုင်းရောက်မြန်မာချို့ကဆန္ဒပြခဲ့လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ April 3ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဆန္ဒပြဖို့တွားတဲ့မြန်မာနိုင်ငံသား ကိုဖြိုးပိုင်ဟာဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်နီးမှာဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိထိုင်းရဲတွေကဖမ်းဆီးထားဆဲဖြစ်ပြီးမြန်မာပြည်ကိုပြန်ပို့မှာကိုစိုးရိမ်နေရလို့လဲကိုဖြိုးပိုင်ရဲ့မိတ်ဆွေအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်မန္တလေးရတဲ့တဲ့ဘောက်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးအိုးဘော်အချင်းထောင်မှာမက်လာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိထားတဲ့အချင်းသားအချင်းသူတွေကို စစ်ကောင်စီကစစ်ကူတာခွင့်ကန့်တန့်နေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကိုရယ် PPNN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထိုးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မန်လာ28ရက်နေ့မှာလှောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးအပါအဝင်စုစုပေါင်း4ဦးဟာတည်ဆုံခဲ့ရပြီးငလင်တန်းကြောင့်အပြေးထန်ဒဏ်ရာရှိသူ9ဦးရှိပြီးစေယုံတက်ဖို့လိုအပ်သူ40ကျော်ရှိနေတယ်လို့လည်းကိုတိုက်ထိုးကပြောပါရတယ်။ငလင်တန်းကြောင့်ထိခိုက်ဒဏ်ရာရှိသူတွေဟာအချင်းထောင်မှာကုသရန်မလွယ်ကူတဲ့အတွက် ကြောင်းပြင်ပဆေးရုံကိုပို့ဆောင်ရန်လိုအပ်နေပေမဲ့လည်းကုသခွင့်မရဘူးလို့လည်းသိရပါဗျ။အခုလက်ရှိအချိန်ဒီဆေးဝါးကုသခွင့်ကတ်သက်ခံရသူများစွာရှိနေပြီးထိခိုက်ဒဏ်ရာရှိသူတွေဟာမိသားစုဝင်တွေနဲ့လည်းဆက်သွယ်တွဲဆောင်ခွင့်မရရှိတဲ့အခြေအနေတွေလည်းရင်ဆိုင်ကြုံတွေ့နေရလို့ကိုတိုက်ထုံးကပြောပါရရှင်။ ဒီတစ်ခါမှာတော့မန္တလေးနဲ့စကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသမှာငလင်တန်းကြောင့်တေဆုံးသူ3145ဦးရှိလာပြီးအပြည့်အစည်းတွေကြားထဲကအလောင်းဖော်ယူမှုတွေကိုလည်းအကူအညီပေးအဖွဲ့တွေကစတင်ရပ်ဆိုင်လာနေတယ်လို့မန္တလေးနဲ့စကိုင်းဒေသကပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။မတ်လ28ရက်နေ့နေ့လယ်ပိုင်းက အင်းအားပြင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာမက်လာ29ရက်နေ့ကနေစတင်ကကယ်ဆယ်လုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပြီးဧပြီလ10ရက်နေ့ကနေစတင်ကကယ်ဆယ်အစားအလောင်းဖော်ယူခြင်းတွေကိုဦးစားပေးလှုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်ဧပြီလ4ရက်နေ့ရောက်ချိန်မှာတော့အပြုတ်အပြက်စီးတွေကြားတဲ့ကအလောင်းဖော်ယူမှုတွေကိုအကူအညီပေးရအဖွဲ့တွေကတဖြည်းဖြည်းရပ်ဆိုင်လာနေရလည်းဖြစ်ပါတယ်ဒါအပြင်ပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကို မူလပိုင်ရှင်တွေကိုရန်ကဖြတ်သိမ်းရမယ့်အခြေအနေရှိလာနေရလို့သခိုင်းမြို့ဘော်ကတုံးတက်တိုက်ပိုင်ရှင်တို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်တင်းဖော်ပြချိန်မှာလဲနာမည်ကိုအသုံးပြုဖို့မြစ်တာရက်ခံထားပြီးလက်ရှိချိန်မှာသခိုင်းမြို့ဘော်မှာပြူစောထင်းနဲ့ပြည်သူစစ်တွေကိုကြောက်လန့်နေရတဲ့အတွက်နာမည်အသုံးပြုရင်သူ့အတွက်အနေရရှိနိုင်တယ်လို့လည်းအဲ့ဒီတိုက်ပိုင်ရှင်ကပြောပါရယ် လက်တလုံးမှာစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရငလင်ကြောင့်တေဆုံးသူ3145ဦးဒဏ်ရာရှိသူ4589ဦးနဲ့ပျောက်ဆုံး222ဦးရှိနေတယ်လို့လည်းသိရပါပါတယ်ရှင်။ဆက်လ က်တင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုတ်ကတော့ရက်20ကြာအပြည့်ခက်ရက်စဲထားတယ်လို့ကြေညာထားပေမဲ့လည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ခရိုင်ပတ်ကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဧပြီလ3ရက်နေ့နေ့လယ်7:40မိနစ်လောက်မှာတပိတ်ချင်းမြို့နယ်ခုနှစ်မိုင်ရွာအနီးကိုတိုက်လင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါရယ်အလားတူရခိုင်ပြည်နယ်စစ်တွေမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်ကကျေးရွာအချို့ကိုလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက် ကြီးတွေနဲ့ပြစ်ခတ်ဘုံကျဲတက်ခတ်ခဲ့တယ်လို့ဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဧပြီလ3ရက်နေ့ညနေ9:00နာရီအချိန်မှာကြောက်ဖြူမြို့နယ်ရန်ကုန်ကြောက်ဖြူကားလန်တလျှောက်ကကလဘာတို့ရွာ ဇိုင်းချောင်းရွာနဲ့တိုင်းချောင်းကျင်းရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ Jet Fighter Drone လက်လက်ကြီးတို့နဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။မေအောင်လာရဲ့အပြစ်အခက်ရဲစဲကြီးညာတာဟာဘန်ကောက်မြို့မှာပြုလုပ်မဲ့ဘင်းဆက်အစီဝေးတက်ရောက်ရာမှာအပြကောင်းစေဖို့နဲ့နိုင်ငံကဖိအားပေးမှုမရှိစေဖို့လှုံ့ဆော်တာဖြစ်တယ်လို့လည်းဘုံမူကြီးနော်ဘူးကပြောဆိုထားသလို Jet ဘက်စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ဟာ လီဇယ်လှည့်ဖျားမှုသာဖြစ်ပြီးမြေပြင်မှာစစ်ကြောင်းထိုးဘုံကျဲတက်ခတ်မှုတွေကိုလှုပ်ဆောင်နေရလို့ NUG ကာကွယ်ရေးဝန်ကြီးကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ညီနောင်မဟာမိတ်၃ဘွယ်ကငလင်တန်းတင်ပြည်သူတွေကိုထိရောက်တဲ့ကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်ဖို့အတွက်တစ်ဖက်သက်အပြစ်ရထားပေမဲ့ စစ်တပ်ကနောင်ချိုကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့လို့တရားနယ်လေးကပြောပါရယ်။ဧပြီလ3ရက်နေ့နေ့လယ်12:00လောက်ကအကြမ်းဖက်စစ်ရင်တန်9စီးနဲ့လူဝင်အားဖြစ်တင်းနေပြီးအင်းတော်ကကြောက်ကိုတောင်ချေအမတာ902ကိုစစ်ကူတွေအင်အားဖြစ်တင်းနေတယ်လို့လည်းသိရပါဗါတယ်။အဲဒီလိုအင်အားဖြစ်တင်းပြီးရဲ့နောက်ဧပြီလ4ရက်နေ့မနေ့9:55မိနစ်မှာတော့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တောင်းတက်မှာတော့ PSLF တရားနယ်လေးတို့ကြားအမတာ902အနေ ီတဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတပိတ်ချင်းမြို့နယ်9မိုင်ကိုလည်း Jet Fighter နဲ့နှစ်ကြိမ်လာရဘုံကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါဗါတယ်။အကြက်ဘက်စစ်ကောင်စီဟာ April 2ရက်နေ့ကနေ22ရက်နေ့ထိအပြစ်ရက်တယ်လို့ကြေညာခဲ့ပြီးနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိတ်မှန်နေ့ရက်ဆိုပြီးထုတ်ပြန်ကြေညာခဲ့ပြီးမှလည်းသောစစ်စင်နာရီလေကြောင်းတက်ခိုက်တာတွေကိုနေ့စဉ်ပြုလုပ်နေရလို့လည်း TNL ကပြောဆိုထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတက်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ